ုကျမ်းပိုက်ကတော့ထွမြောက်ရာကျမ်းခန်းကြီး၁၂ဖြစ်ပါတယ်။ခန်းကြီး၁၂အငယ်၁မှ၁၀။တာရဖျားဒီအေဂုဒုပြည်၌မောရှိနှင့်အာရုံတို့အားမိန်တော်မူဒီကဤလာဒီတင်တို့၌လာဦးဒီဟုသောနှစ်စဉ်တွင် ပထမလဖြစ်ရမည်။တင်တို့သည်ဤတွေလာအမျိုးပရိသတ်အပေါင်းတို့ကိုမှားထားရသောစကားဟုမူကားဤလာဆယ်ရည်၌ တင်တို့ရှိသည်မြသည်မိမိအိမ်တောင်အတီးတီတိုင်းတိမ်တောင်လင်းတိုးတငယ်တကောင်စီယူရမည်အိမ်တောင်ငယ်၍တိုးတငယ်တကောင်နှင့်မတန်လင်နီးဆက်သောအိမ်ဤချင်းနှင့်ဆက်ဖက်၍လူမြင်များရှိသည်ဟု ရေတွက်ပြီးလင် တကောင်ကို စားလောက်သောသူများကိုထောက်၍တိုးတငယ်တကောင်ကိုယူရမည်တိုးတငယ်ဖြစ်စေစိတ်တငယ်ဖြစ်စေ တင်တို့ယူသောအကောင်သည်အပြစ်မပါ အခါမလဲသောအထီးဖြစ်ရမည်ထိုတိုးတငယ်တို့ကိုထိုလ၁၄ရက်တိုင်အောင်စောင့်ထားပြီးမှညာဥချိန်၌ဣဒရလအမျိုးစီဝေပရိတ်အပေါင်းတို့သည်တတ်ရကြမည်တိုးတငယ်ဤအသားကိုစားရသောအိမ်ဤတကထုံနှင့်တကတိုင်နှစ်ဖက်၌တိုးတငယ်ဤအသွေးကိုယူ၍ထိုးရမည်အသားကိုမိနှင့်ကင်ပြီးမှ ထိုညချင်းတွင်တဆေးမပါသောမုတ်ခါသောဟင်းသည်ဟင်းရွက်နှင့်စားရမည်အသားစိမ့်သည်ဖြစ်စေရည်နှင့်ပြုတ်သည်ဖြစ်စေမစားရကောင်းချေတော့အသေးနှလုံးစသည်တို့နှင့်တကားမိခင်ပြီးမှစားရမည်နံနှင့်တိုင်အောင်ထိုအသားကိုမကျွင်းစေရအနှဲငယ်ကျွင်းလျင်မိနှင့်ရှို့ရမည်အငယ်၁၇မှ၂၀ အပေတို့ဆိုင်ရမည်နိဟုမူကားခါကိုစီးလျက်ခြေနှင်းကိုစီးလျက်တောင်ဝေးကိုကင်လျက်အလင်းအမြန်ဆားရမည်ဒါဝရဖျားဤပတ္တခံဖြစ်သည်အကြောင်းမူကားယနေ့ညတွင်အဲဂုတ်ထုပြည်ကိုငါသည် ထုတ်ချင်းခတ်သွား၍အဲဂုတ်ထုပြည်၌ရှိသော လူတို့၏သားဦးများနှင့်တရိစ္ဆန်တို့၏သားဦးများ အပေါင်းတို့ကိုဒဏ်ခတ်၍အဲဂုတ်ထုပြည်ဖျားတို့ကိုတရားစီရင်မည် ငါဒီထာဝရဖျားဖြစ်ဤတိုးတငယ်ဤအသွေးသည်တင်တို့နေရာအိမ်၌တင်တို့ဤလက္ခဏာတက်တည်ဖြစ်၍ထိုအသွေးကိုငါမြင်သောအခါတင်တို့ကိုငါလွန်သွန်းပြီးထိုတို့အေဂုတ်တပြည်ကိုငါဒီတန်ကတ်သောအခါဖြစ်စည်းခြင်းဘေးဥပသည်တင်တို့ကိုမတည်မရောက်ရာဤနေ့ရက်ဒီလေတင်တို့အောင်းမေ့စီရာဖို့ဖြစ်၍တင်တို့ဤအမျိုးအစဉ်အဆက်မပြတ်ဤနေ့ရက်၌သာရဖျားအား ပွဲခံရကြမည်ပညာတော်ရှိသည်ဖြစ်၍ထိုပွဲကိုအစဉ်မြဲခံရကြမည်ခொနည်းပလုံးတဆေးမပါသောမုံကိုစားရမည်ပထမနေ့ရက်၌တဆေးကိုအိမ်များမှပယ်ရမည်ပထမနေ့မှစ၍ခொနည်းနေ့တိုင်အောင်တဆေးပါသောမုံကိုစားသောသူမည်သည်ကဤဒေလမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ပထမနေ့၌၎င်းခொနည်းနေ့၌၎င်းဓမ္မစည်းဝေးခြင်းကိုပြုရမည် ထိုနေ့ရ၌လူတိုင်းစားခြင်းကိစ္စနှင့်ဆိုင်သော အလုအဆောင်မှတပါအခြားသော အလုကို မလုမဆောင်ရထိုအစုမှပွဲကိုခံရသော အကြောင်းဟုမူကားထိုနေ့ရ၌သင်တို့ဘူခြေများကိုအေဂုရုပြည်တဲကငါနှုတ်ဆောင်သည်ဖြစ်၍ထိုအကြောင်းကြောင့်ပညာတော်ရှိသည့်အတိုင်သင်တို့၏အမျိုးအစဉ်ဆက်မပြတ်ထိုနေ့ရကိုအမြဲဆောင်ရကြမည် ပထမလ14ရက်နေ့ညဦးမှစ၍27ရက်နေ့ညဦးတိုင်အောင်တင်တို့သည်တဆေးမပါသောမုံကိုစားရကြမည်။ခொနည်းပတ်လုံးတင်တို့အိမ်များ၌တဆေးမရှိရ။တဆေးပါသောမုံကိုစားသောသူမည်သည်ကတကြုံတနိုင်ငံသားဖြစ်စေ၊ပြည်သားဖြစ်စေ၊ဣဒရလမျိုးပရိသတ်မှပယ်ရှင်းခြင်းကိုခံရမည်။တင်တို့နေရာရရတို့၌တဆေးပါသောမုံကိုမစားရ။ တဆေးမပါသောမုံကိုသာစားရမည်ဟု မိန့်တော်မူ၏အငယ်27မှ28ထိုအခါမောရှိသည်ဣဂရလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍သင်တို့သည်အိမ်တော်များအတီးအတီးကိုစီကိုစီတိုးတငယ်တို့ကိုယူ၍ပတ်တခါပွဲဖို့တတ်ကြလော့ဟောတုပ်ပင်ညွန့်တစည်းကိုယူ၍အင်းတို့၌ထင့်တော် အသွေးထဲမှနှစ်ပြီးလင်တကထုတ်တကတိုင်းနှစ်ဖက်တို့ကို ထိုးတုပ်ကြလော့ထိုးနောက်မှနန်းနဲ့တိုင်အောင်အဘဲသူမြတ်မိမိအိမ်တကားပြင်တို့မထွက်မသွားရအကျော်မူကားသာရဖျားသည်အဲဂုထုလူတို့ကိုတန်ခတ်ခြင်းဟာထုတ်ချင်းခတ်ပေါ်တော်မူမီတကထုတ်နှင့်တကတိုင်းနှစ်ဖက်၌ရှိသောအသွေးကို မြင်သောအခါသာရဖျားသည်တကားကိုလွန်သွားတော်မူမီ ဖြစ်စည်းသောသူသည်တင်တို့ကိုဒဏ်ခတ်ခြင်းကအိမ်ထဲသို့ဝင်ရသောအခွင့်ကိုပေးတော်မမူတင်တို့နှင့်တင်တို့၏သားများ၌ပညာတော်ရှိသည်ဖြစ်၍ဤအမှုကိုအစဉ်မြဲစောင့်ရကြမည်ဂရိတော်ရှိသည့်တိုင်သာရဖျားပေးတော်မူလက်တန့်သောပြည်သို့တင်တို့သည် ရောက်ကြသောအခါဤဝတ်ကိုပြုအပ်မည်တင်တို့၏သားမျိုးတို့ကဤဝတ်ကိုပြု၍အဘယ်သို့ ဆိုလိုသနည်းဟုမေးမြန်းကြလင်ဒါဝရဖျားသည်အေဂုတ်ထုလူတို့ကိုတန်ခတ်၍ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါအေဂုတ်ထုပြည်၌ဣဒရလအမျိုးသားတို့၏အိမ်များကိုလွန်တော်တော်မူသောဒါဝရဖျား၏ပတ္တကာရစ်ဖြစ်သည်ဟု ပြန်ပြောရကြမည်ဟု မောရှိဆိုပြီးလေထိုသူတို့သည်ဥညွတ်ချ၍ကိုးကွယ်ကြ၏ထိုသူမောရှိနှင့်အာရုံတို့ကိုဒါဝရဖျား မာထာတော်မူသည့်တိုင်ဣဒေလအမျိုးသားတို့သည် ပြုကြ၏အငယ်29မှ36တန်းကောင်ချိန်၌သာရဖျားသည်နန်းထိုင်သောဖာရောပြည်ဤတာဥမှဆ ảy ၍ထောင်ထဲမှအချုပ်ခံရသောသူဤတာဥတိုင်အောင်အေဂုတုပြည်၌တာဥရှိသမျှကို၎င်းတရိစံတို့ဤတာဥရှိသမျှကို၎င်းတန်ကတ်တော်မူ၏ ထိုညတွင်ဖာရောဘီနှင့်သူ၏ကြုံများအဂုဒိလူများတို့သည်ထကြ၍အသေးကောင်ကင်းသောအိမ်တိမ်မြမရှိသောကြောင့်အဂုဒိပြည်၌ကြီးစွာသောငိုကြွေးခြင်းဖြစ်လေ၏ထိုညချင်းတွင် မောရှေနှင့်အာရုံကို ခေါ်တော်မူလျှင်တင်တို့မှဆ ảy ၍ဤကြေလမျိုးသားတို့ထ၍ငါလူစုတဲကထွက်သွားကြလောတင်တို့တောင်းတတိုင်းသာရဖျားအားတွား၍ဝပြုကြလော တင်တို့တောင်းတတိုင်းတွနွားများကိုယူ၍တွားကြသောငါကိုလည်းကောင်းချီးပေးကြလောဟု မိန်တော်မူ၏အေဂုတုလူတို့ကလည်းငါတို့ရှိသည်မြသည်အသေးကောင် ဖြစ်ကြပြီဟု ဆိုလေဤတွေလာသူတို့ကိုအေဂုတုပြည်တဲကအလင်းအမြန်လွှတ်ချင်းကကြက်ကြက်နှိုးဆော်ကြ၏ထိုလူတို့သည်တဆင်းမရောသေးသော မုန်စိမ်းကိုယူ၍မုန်နယ်သော ခွက်တို့ကိုလည်းအဝတ်နှင့်တကွထုတ်၍ထမ်းကြ၏ မောရှိစီရင်သည့်အတိုင်ဣတရေလအမျိုးသားတို့သည်ငွေတစားရွှေတစားအဝတ်စားများကိုအဲဂုတ်ထုလူတို့၌တောင်းကြ၏တောင်းသည့်အတိုင်လည်းပေးကျင်သော စေနာစိတ်ကိုအဲဂုတ်ထုလူတို့အာသာရဖျားပေးတော်မူသည်ဖြင့်အဲဂုတ်ထုလူတို့၏ဥစ္စာများကို လူယူကြ၏အငယ်39မှ42 ဤဒေလာမျိုးသားမိမနှင့်သူငယ်ကိုမဆိုဘဲယောက်ျားအရေအတွက်အဖျင်6သိန်းခန့်ပြန့်ရှိသော သူတို့သည်ယမတဲ့မျိုးမှထွက်၍သူကုတ်အရက်တို့ခရီးသွားကြ၏အမျိုးမျိုးသောလူအများတို့သည်လည်းတိုးနွားအဆရှိသော များစွာသောတရိတ်ဆန်တို့နှင့်တကားလိုက်ကြ၏တဆေးမယောပဲအေဂုဒီပြည်မှ ဆောင်ခဲ့သော မုံစိမ့်ကိုယူ၍ တဆေးမပါသောမုံကိုဖုတ်ရကြ၏အကြောင်းမူကားအေဂရုပြည်၌မနှွဲမဖင့်အနှင်ခံရသောကြောင့်ကိုစားစရာကိုမပြင်းမိကြဣဒရီလာအမျိုးသားတို့သည်အေဂရုပြည်၌ဧည့်သည်ဖြစ်၍တည်နေကြသောကာလနှစ်ပေါင်း430ဖြစ်သည်အနှစ်430ဆသောနေ့ချင်းတွင်ဒါဝရဖျား၏ဘူကြီးအပေါင်းတို့သည်အေဂရုပြည်မှထွက်သွားကြ၏အေဂရုပြည်မှ နှုတ်ဆောင်တော်မူသောအတွက်ကြောင့်ထိုနိညာကို အထူးသဖြင့်သာရဘုရား၌စောင့်เสียကောင်း၏ဣဒရလမျိုးသားတို့၏အမျိုးအစဉ်ဆက်မပြတ်စောင့်ရသောသာရဘုရား၏ဣဒီညပေသည်အငယ်53မှ51ပတ္တကပွဲတရားဟုမူကားတပါးမျိုးသားမစားရတို့ရတွင်ငွေနှင့်ဝယ်သောကျွန်းသည်အယေပြန်လီမင်္ဂလာကို ခံပြီးလင်စားရ၏ တကြွတနိုင်ငံသားဖြစ်စေအခစားသောကြုံဖြစ်စေမစားရတိန်ဒီ၌တကောင်ကိုစားရ၏အသားကိုအိမ်ပြင်သို့ယူမသွားရအယိုးကိုလည်းမချိုးရဤကြေလာမျိုးသားပရိသတ်အပေါင်းတို့သည်ထိုပွဲကိုခံရကြမည်တင်တို့ထံမှတဲခုသောတပားမျိုးသားသည်သာဝရဖျားဖို့ပတ္တခါပွဲကိုခံခြင်းကအလိုရှိလျှင် သူ၌ရှိသောယောက်ျားအပေါင်းတို့သည်အေးပြန်းလီမင်္ဂလာကိုခံကြစီတို့ပြီမှ ထိုသူသည်ပြည်သားကဲ့သို့ဖြစ်သောကြောင့်ချင်း၍ထိုပွဲသို့ဝင်စီအေးပြန်းလီမင်္ဂလာကို မခံသောသူမိဒီကထိုပွဲ၌ဝင်၍မဆ aya အမျိုးသားချင်း ဖြစ်သောသူတင်တို့တွင်တဲခိုသောတပါအမျိုးသားဖြစ်သောသူတို့သည်တပါဒီသောတရားနှင့် ဆိုင်ကြ၏ဟုဒါရုဘုရားသည်မောရှေနှင့်အာရုံ၌ ြည့်ထားတော်မူ၏ထိုသောမောရှိနှင့်အာရုံ၌သာရဖျားပြည့်ထားတော်မူသည့်အတိုင်းဤပေလအမျိုးသားအပေါင်းတို့သည် ပြုကြ၏ထိုနေ့ချင်းတွင်သာရဖျားသည်ဤဒေလအမျိုးသားဘူချီတို့ကိုအေဂုတုပြည်မှ ဆောင်သွားတော်မူပြီလျင်โอเคအာဘယ်လိုပြီးသွားလဲမသိဘူးနော်ဒီဆောင်သွားတော်မူပြီလေဆိုပြီးတော့ပြီးသွားတယ် ဘယ်လိုပဲဖြစ်ဖြစ်နောက်ချမ်းပိုင်မှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်